င်္ဂလာပါရှင်ဒီနေ့ကတော့ငွေ3000ဝန်းကျင်နဲ့အိမ်မှာစက်ကားကြဆင်ကြကြော်ပြီးတော့နိုင်ဝင်မှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးဈေးသွားကြပါမယ်မိုက်ကြည့်ပါကော်ပီကနှစ်စိတ်ဝယ်ပါမယ်2000ပါမုံလောင်ဥနေကတော့1000မိုးသုံးလုံးရပါတယ်စက်သားကတော့ပေါင်တစ်ချမ်းဝယ်လိုက်ပါတယ်စက်သားပေါင်တစ်ချမ်းကို6000ပေးရပါတယ်ပြီးရင်တော့တရုတ်နန်နန်နဲ့ငွေဦးသီးစိမ်းက900ဘိုးစီနဲ့1000မိုးဝယ်ပါတယ်အချင်းလို့ဖို့အတွက်ကတန်ဘီဦးသီး9လုံး900ပါပေါ်ဘူးကတော့တဘူးတရာနဲ့10ဘူးဝယ်လာပါတယ်ပန်းမွေးကတော့တပွင့်2000ပါဘိုးစားဘက်ကတော့10သားအောင်1000ပါ ဒါတော့ဈေးထိပ်မှာရောင်းနေရင်ဘယ်လောက်ပန်းလေးတွေပါကြာစန်းကတော့တစ်ထုပ်1900ပါကြာစန်းကအလုံးပေါင်း3ထုပ်ဝယ်လာပါတယ်ဒါကတော့စမ်းချောင်းဖာစီနာမှာခလေးတွေရေးဆော့နေကြတဲ့မြင်ကွင်းမှာဝယ်စရာပစ္စည်းလွယ်အစုံအလင်ပလာပြီဆိုတော့အိမ်ပြန်ပြီးကြာစန်းကြော်ကြပါမယ်ကျုပ်ကတော့တစ်လုံး900နဲ့၅လုံးပါပထမဆုံးစက်သားကိုအတုံးသေးလေးတွေသုံးပါမယ်တုံးထားတဲ့ချက်သားတို့နဲ့ကိုစားနေနဲ့အချုံမုံနေနဲ့ကောင်းရင်းအရက်နဲ့ပန်းငံပြားကြီးအကြည်နဲ့ထည့်ပြီးတော့တမအောင်နေပါမယ် ဒါပြီးရင်တော့အသေးရွက်တွေလှိပါမယ်။ပထမဆုံးပန်းငော်ပြီးကိုအပွင့်တသေးလေးတွေစိတ်ပါမယ်။မုံလာဥနီကို အခွန်ခွာပြီးတော့ဒီလိုပုံစံမျိုးလေးတွေတီးပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့ဂေါ်ဘီလှိပါမယ်။ဂေါ်ဘီကိုလည်းအရင်မသေးအရင်မကြည့်အောင်လှိရပါမယ်။ဘိုးသားပဲလေးတွေကိုလည်းဒီလိုမျိုးလှိပေးရပါမယ်။ငုံကတောက်တဲ့လှိလို့မနိုင်တဲ့အခါကျတော့ဒါကတော့ငုံဝရဲ့မောင်လေး chef ကအကူအညီပေးနေတာပါ။ချက်တုံရှူတွေကိုဓားရိုက်ပြီးတော့နုံနုံဆင်ထားပါမယ်။ တရုတ်နာနာမင်းကိုတွေ့ရချင်းချွေထားပါမယ်။ကြာဆန်ကတော့နိုင်ဝက်လောက်ပဲရေးစိန်ရတာမို့လို့ကြာဆန်တွေကိုလည်းရေးစိန်ထားပါမယ်။ဒါဆိုရင်တော့စတင်ကြောလို့ရပါပြီ။ဒဲဦးတဲ့ကိုစီထည့်ပါမယ်။စီပူလာလို့ရှိရင်တော့ကြက်သားတွေထည့်ပါမယ်။ကြာဆန်ကနည်းနည်းများတာမို့လို့ခွဲပြီးတော့ကြောရမှာပါ။အဲတော့ကြက်သားကိုလည်းနည်းနည်းထည့်ပါမယ်။ကြက်သားလေးတွေဣလာပြီဆိုလို့ရှိရင်တော့ကျွန်းလွှင်ရွှေနှုန်းတော့ထင်လာတာကိုထည့်ပါမယ်။ပြီးရင်တော့ဥနီထည့်ပါမယ်။ကော်ပြီးပန်းပွင်ဘူစားပဲအကုန်လုံးကိုထည့်ပြီးတော့တမအောင်မှုပါမယ်။အရသာအနေနဲ့ကအချုံမုံနည်းနည်း ဆားနဲ့နဲ့ခရုစီနဲ့နဲ့ထည့်ပြီးတော့တမအောင်မှုပေးပါသေးရတဲ့နွမ်းလာပြီဆိုလို့ရှိရင်တော့ကြာစံထည့်ပါမယ်။ပဲငက်ပြာရီအနောက်ထည့်ပါမယ်။ရေနည်းနည်းထည့်ပြီးလို့ရှိရင်တော့ဇက်တိုက်မှွေပေးပါ။အသေးရထဲရောကြာစံထဲရောအရသာဝင်သွားပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးအရသာရှိပြီးတော့အရန်မှွေတဲ့ကြက်သားကြာစံကျော်ရပါပြီ။ဒါကတော့ကြာစံကျော်ပထမတအိုးပြီးသွားပါပြီ။ဒုတိယတအိုးဆက်ပြီးတော့ကျော်ပါမယ်။ကြာစံအများတဲ့အခါကျတော့ဥမာတို့၄ခေါက်လောက်တော့ခွဲပြီးတော့ကျော်လိုက်ရပါတယ်။ ဒါကတော့အချင်အတွက်ကတော့ကြက်တုံနှီးကိုပါပါလေးလှိပါမယ်။အချင်အတွက်ကကြက်တုံအစိတ်သားတော့သုံးလိုက်ရပါတယ်။ကြက်တုံနှီးကိုပါပါလှိပြီးလို့ရှိရင်တော့ကြက်တုံနှီးကိုရေးဆေးပါမယ်။ငရုတ်သီးစိမ်းလေးတွေကိုလည်းပါပါလေးလှိပါမယ်။အချင်အတွက်ကကြက်တုံနှီးတဲ့ကိုငရုတ်သီးစိမ်းစားနေနဲ့တံပြိုသီးညှစ်ပြီးတော့သမအောင်နေပေးလိုက်ရပါပြီ။ ကြာစံညော်တွေအကုန်လုံးကြော်လို့ပြီးသွားပြီဆိုတော့အချင်းအားလည်းအဆင်သင့်ဖြစ်နေပါပြီ။အဲ့တော့ဖော်ဘူးတွေတွေကိုထည့်ပါမယ်။အချင်းလေးတွေကိုတော့ဟိုမှာတို့ကစားတဲ့သူတွေလည်းအဆင်ပြောင်းလို့ဒီလိုမျိုး plastic အေးလေးတွေနဲ့ထုတ်ပေးလိုက်ပါရစေ။နောက်ဆုံးအနေနဲ့ကြက်ဥကြော်ရပါအောင်မယ်။ကြက်ဥငါးလုံးကိုအရသာလေးအနေနဲ့ထည့်ပြီးတော့ခလောက်မယ်။ စီပူဝူထဲမှာကြက်ဝူထည့်ပြီးတော့ကြော်ပါမယ်ကြက်ဝူကြော်ကတော့ကြာသံကြော်အပေါ်ကနေထည့်ဖို့ပါစာကတော့ကြာသံကြော်က10ဘူးလောက်ပဲရမယ်လို့ထင်တာပေါ့နော်ဒါပေမဲ့တကယ်ထည့်လိုက်တဲ့အခါကျတော့ကြာစံကြော်တွေကအရန်ကိုအများကြီးအများကြီးရတာမို့လို့နောက်ထပ်ဖော်ဘူးလေးလည်းတွားပြီးတော့ဝယ်လိုက်ရသေးရပေါ့နော်အဲ့တော့အားလုံးပေါင်းနောက်ဆုံးမှာဒါကြာစံကြော်က18ဘူးတီတီရပါတယ်ဒါကြာစံ၃ထုပ်ကိုကြော်လိုက်တာပါဒါကတော့ဖော်ဘူးထဲမှာကြာစံကြောကြက်ဥရောအချင်ရောထည့်ပေးပြီဆိုတော့ဝေဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီ ငွားတော့လမ်းသားတစ်ဝိုက်မှာရှိတယ်ဒါဆိုင်ကားနေနဲ့ဦးလေးကြီးတွေ ်လုံခြုံရေးဦးလေးကြီးတွေပြီးလို့ရှိရင်စီပင်ဝန်ထမ်းအမကြီးတွေကိုဝေပေးခဲ့ပါတယ်တချို့ဦးလေးတွေဆိုလို့ရှိရင်ဒါသူတို့ကိုယ်တိုင်ကတော့လမ်းတစ်ဖက်ကိုကူးပြီးတော့လာယူကြရဲပေါ့နော်အဲအိမ်မှာကြောတဲ့ကြက်သားကြာဆန်ကြောပါဆိုတော့သူတို့အနေနဲ့ပျော်ပြီးတော့ပေါ့နော်ဟာကျေးဇူးတင်ပါတယ်လို့ပြန်ပြီးပြောကြတာအရန်ကိုပီတိဖြစ်စရာကောင်းပါတယ်ဒါကတော့တကြံအကြိုနေ့မှာဟိုကတော့အိမ်မှာဒါကိုယ်တိုင်လို့ကြက်သားကြာဆန်ကြောကိုအလိုဒါနပြုခဲ့တာဖြစ်ပါရဲ့ရှင်အားလုံးပဲနှစ်သက်ပါစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်